နဂုလပိတုသောနဂုလပိတုဝေဒေဝရဏသောတဲ့ဒီတော့တောင်ဟောတာကသက္ကတိုင်းဒေဟာဒေဝရဟဆိုတဲ့သက္ကတိုင်းထဲမှာပါတဲ့ရွာကြီးတရားဟောတယ်မြတ်စွာဘုရားတွားတယ်တွားတဲ့နေရာကြွတဲ့နေရာမှာယဟန်သံဃာတွေနောက်ကတွေအများကြီးပါလာကြတာကြီးပဲတနေ့ဝါမစိုးခင် ်ယဟန်တော်တော်များများမြတ်စွာဘုရားဒီလာကြတန်ဘဟုလယဟန်အများကြီးပစ္စာဘုမဂတိကမတဲ့ပစ္စာဘူမိလို့ခေါ်တဲ့မေဇိမဒေတာရဲ့အနောက်အရက်ကိုခရီးသွားကြညားတဲ့ယဟန်နေနော်ခရီးသွားကံဒီမြတ်စွာဘုရားလာကြတော့ကြမြတ်စွာဘုရားတပည့်တော် မေတိမဒေတာရဲ့အနောက်ဘက်ကိုခရီးသွားခြင်းညတယ်ဗျာအဲ့ဒီမေတိမဒေတာရဲ့အနောက်ဘက်ကိုခရီးသွားရုံနဲ့မကားပဲမဲ့အဲ့ဒီမှာပဲတို့ရောဝါဆိုးပြီးတော့နေခြင်းညတယ်ဗျာကပ္ပံနိဝါသံကပ္ပေသုံးသောဝါဆိုးတာကိုပြောတာဟာအဲ့ဒါပွန့်တယ်ဝါဆိုးခြင်းညတယ်ဗျာဟုတ်လို့မြတ်စွာဘုရားလာပြီးတော့ဝတော်ကြတာဟောခရီးသွားကနေဒါပြောကြတယ်အဲ့ဒီကကြတော့မြတ်စွာဘုရားကတို့ကိုမေးတယ်အပနောက်ကြီးတော်ဝိခဝေ သာရိပုတ္တော ေမင်းတို့တွေငါ့ဘုရောလာကြတော့ကြတယ်အရှင်သာရိပုတ္တရာဘုရောမင်းတို့တွေသွားကြတော့ပြီပြီလားပန်ကြားလျှောက်ထားပြီပြီလားဘေးလားအရှင်သာရိပုတ္တရာကိုသွားပြီးတော့ကရောပြီပြီလားပန်ကြလျှောက်ထားပြီပြီလားဆိုတော့ရေတို့အရှင်သာရိပုတ္တရာကိုမကရောရသေးဘူးဗျာပန်ကြမလျှောက်ထားရသေးဘူးဗျာအဲဆိုရင်ရှင်သာရိပုတ္တရာကိုသွားပြီးတော့ကရောကြပန်ကြလျှောက်ထားကြဆိုပြီးတော့မြတ်စွာဘုရားက မိန်လိုက်တယ် အဓိကဒါဘာပြောချင်တာလဲဆိုတာသာသာပြောတာတချို့ကြတော့တဲ့ကိုအနီးနားမှာရှိတဲ့တန်ဃာတွေကိုအနီးနားမှာရှိတဲ့ဆရာတော်တွေကို နေတဲ့အချိန်မှာလည်းပဲသူ့နားမသွားဘူးခရီးသွားတဲ့အချိန်ကမှကြတော့လည်းပဲပန်ပြောပြီးတော့မသွားဘူးအဲ့လိုပုံပုံတွေကတာဝန်ကင်းတဲ့ပုံပုံတာဝန်ကင်းမဲ့တဲ့ပုံပုံနော်တာဝန်မကြည့်တဲ့ပုံပုံ ခေါ်တယ်အဲ့ဒါပါဠိလိုနိဗ္ဗာန်တချို့ရဟန်းတွေကြာအဲ့လိုမဟုတ်ဘူးအနိနာမှာနေတဲ့အချိန်မှာလည်းပဲ မထေကြီးစီ သွားတယ်ခကြီးသွားပြီဆိုရင်လည်းပဲအဲ့ဒီမထေကြီးတွေကိုကြော့ပြီးမှသွားကြတယ်အဲ့လိုပုံကိုယ်တွေကသဗ္ဗာရပုံကိုတောင်းဝင်ကြည့်တဲ့ပုံကိုခေါ်တယ်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကအရှင်သာရိပုတ္တရာကို သူတို့တွေ ်အဲပံပြောတင်တာမပံပြောဘူးကရောတင်တာမကရောသေးဘူးဆိုတော့တာဝန်မကျေတဲ့ပုံကိုယ်တွေပဲနော်ဝတ္တရားမကျေသေးတဲ့ပုံကိုယ်တွေပဲတကယ်လို့ဝတ္တရားမကျေရင်သီလပြည့်စုံမှာမဟုတ်ဘူးဝတ္တရားကျေမှသီလပြည့်စုံမှာဒါကြောင့်တို့တို့ဆိုရသီလပြည့်စုံအောင်တာဝန်ဝတ္တရားကျေအောင်သွားပြီးတော့ကရောစေခြင်းနဲ့ဆိုပြီးတော့အရှင်သာရိပုတ္တရာဒီသွားကရောခိုင်းကရောကျေအောင်လို့လည်းပဲမြတ်စွာဘုရားက အပြစ်တွေမပြောဘဲနဲ့ဘယ်လိုပြောတာလဲဆိုတော့သာရိပုတ္တောဘိက္ခုပန္တိတော။ဘာကြောင့်သာရှင်သာရိပုတ္တောကိုဖွားပြီးတော့ပန်ကြားခိုင်းတာလဲကတော့ခဲရတာလဲဆိုတော့ရှင်သာရိပုတ္တောကပညာရှိတယ်ကွာ။သူ့စီသွားလိုက်ပြီဆိုရင်ပညာရမှာ။အနုဘာဝတာသာမစာရိဏံဘိက္ခုနံအတုနေဘက်ယဟန်နေပေါ်မှာလည်းပဲအငြင်းအချင်းမြောက်တတ်တယ်။ဘုဒ္ဓနောတိပိသာပါပဲရှင်သာရိပုတ္တောက ပစ္စယနုကဓမ္မနုကဆိုပြီးတော့ပစ္စည်းနဲ့လည်းပဲချင်းမြောက်တတ်တယ်တရားနဲ့လည်းပဲချင်းမြောက်တတ်တယ်ပစ္စည်းနဲ့လည်းပဲချင်းမြောက်တတ်တယ်တရားနဲ့လည်းပဲချင်းမြောက်တတ်တယ်ပစ္စည်းနဲ့ဘယ်လိုချင်းမြောက်တတ်တာလဲဆိုတော့မြတ်ရှင်သာရိပုတ္တရာကနေ့စဉ်နေ့တိုင်းလုပ်တဲ့လုပ်ငန်းတွေရှိတယ်သူများတွေဆုံးငံကြွပြီဆိုသူကဆုံးငံမကြွသေးနောက်မှဆုံးငံကြွကြောင်ကိုပတ်ပြီးတော့ကြည်တယ်အမိုက်ရှုပ်တယ်ဆိုရင်အမိုက်တွေလဲတယ် လဲပင်သားမိုက်တွေရှိတယ်ဆိုရင်လည်းအဲ့ဒီအမိုက်တွေကိုကျုံးတယ်။ဘာကြောင့်လဲဆိုတော့အပြင်ကကိုယ်ကိုမကြည်ညိုတဲ့သူတွေလာကြမယ်ဆိုရင်ဟာဒီကြောင်းကတော့ဟွာအမိုက်တွေရှုပ်နေတာပဲဒီကြောင်းကအမိုက်တာလဲထားတယ်ကျုံးမထားဘူးဟာဆိုပြီးတော့အပြစ်ပြောခံရမှာစိုးလို့အများရဲ့ပူဇာတာဝန်ယူပြီးတော့သူကတန်ရှင်းလိုက်တယ်လို့ဒါရင်မကပဲနဲ့ခီလာနာပုဂ္ဂိုလ်တွေရှိလားအကြောင်းနဲ့လိုက်ပြီးတော့ပတ်ကြည့်တယ် ပတ်ကြည့်လိုက်တဲ့အခါဂိလန္နာပုဂ္ဂိုလ်ရှိတယ်ဆိုရင်ရှင်ပြတို့ဘာလို့သလဲဗျာအစားတော့ဘာလို့သလဲဗျာစေအနေနဲ့ဘာလို့လဲဗျာလိုက်မေးလိုက်မေးပြီးတော့အဲ့ဒီစေတွေအစားတော့တွေကိုရှာပြီးတော့ပြုစုတယ်ဟုတ်တကယ်ဆိုရင်သာနာမှာထိတ်တန်းပုံကိုကြီးပဲအရှင်သာရိပုတ္တရာမြတ်စွာဘုရားပြည့်ရင်ဒုတိယဆက်ဒါပေမဲ့လည်းပဲဓမ္မပြည့်စရာနောက်ကပစ္စည်းနဲ့လိုက်ပြီးတော့ထောက်မှာနော်ငွေကြီးတွေနဲ့လိုက်ထောက်မှာအောင်ပြောတာမဟုတ်ဘူးရှိတဲ့ပစ္စည်းတွေနဲ့လိုက်ပြီးတော့ထောက်မှာ ဒါလည်းမကဘဲနဲ့ဓမ္မနုကဓမ္မနဲ့ထောက်ပံ့နိုင်ကြတယ်ဘယ်တော့ဒီထောက်ပံ့တယ်လဲဆိုတော့ယဟန်ကံကားတွေသောတာပန်ဖြစ်နိုင်တဲ့အခြေအနေရှိတယ်ဆိုရင်တရားတို့ရနိုင်တဲ့အခြေအနေရှိနေတယ်ဆိုရင်တရားကိုအခါတရားဟောခြင်းကောင်းပါလိမ့်စီအခါတောင်ဟောခြင်းကောင်းပါလိမ့်စီအပင်မခံပြီးတော့ဟိုတရားဟောတယ်ဒါဆိုရင်သတင်းသုံးမော်တွေပေါ်မှာဘယ်တော့တရားနဲ့ချင်းမြောက်တယ်လေဒါကြောင့်မြတ်စွာဘုရားကအေးဒါလေးပုတ်တော်ကသာမန်လူမဟုတ်ဘူးခွေ ပညာလည်းရှိတယ်သူသိသွားရင်ပညာရနိုင်တယ်ပြီးတော့မင်းတို့မင်းတို့အပေါ်မှာကရုဏာလည်းရှိတယ်အမြဲတမ်းစောင့်ရှောက်နေကြတာနေတာဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းချင်းမြောင်နေတာဖြစ်တဲ့အတွက်ကြောင့်သူသိသွားရင်လကားမပြစ်ဘူးသွားကြဆိုပြီးတော့မြတ်စွာဘုရားကလွတ်လိုက်တယ်လွတ်လိုက်တဲ့အချိန်မှာမမဘုရားအရိယတို့သွားပါမယ်ဘုရားဆိုပြီးတော့မြတ်စွာဘုရားပြတိပေးအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကဘယ်နေရာရောက်နေလဲဆိုတော့ ဣနဂလာဘုံပဲတဲ့မြတ်စွာဘုရားရဲ့အနိနာမှာရှိတဲ့ဒံကျွဲခြုံတဲ့ဒံကျွဲခြုံဆိုတာတရားမဟုတ်ပါဘူးဒံကျွဲကတော့ဒီလိုလည်းမသိဘူးစဉ်တော့တော့သိသိနော်အဲအပင်အပင်နှွဲပင်နှွဲပင်နော်နှွဲပင်အောက်ကတိုင်လေးတွေထောင်ထားတယ်တဲ့တိုင်လေးတွေထောင်ထားပြီးတော့ကလေးတွေစီးထားသဲလေးတွေဖြူရေလေးတွေပြန်အဲ့ဒီပေါ်မှာတိုင်လေးတွေပေါ်မှာတဲ့အဲ့ဒီနှွဲတွေကိုတင်လိုက်တယ်ဒါကြောင့်နေပိုင်းဆိုရင် အရေးကလေးရတယ်ပြီးတော့ရေလေး ဒီဖြန့်ထားတာဖြစ်တဲ့အတွက်ကြောင့်သဲလေးပေါ်မှာရေးသေးလေးဖြန့်ထားတဲ့အတွက်ကြောင့်အေးလဲအေးတယ်ဒါကြောင့်အဲ့ဒီဒံကျွဲကျုံမှာအရှင်သာရိပုတ္တရာကနေတာကိုယ့်ကလည်းပေါ်ပါတယ်ကြောင်းနေရှိမှဆိုရင်အဲ့ဒီခြုံလေးຫນွယ်လေးတွေနဲ့ဟိုဆင်တင်းပြီးတော့နေခဲ့နေကြတဲ့ကြောင်းတွေအများကြီးပါအဲ့ဒီနေရာမှာနေနေတဲ့အချိန်ခုနကတော့ အနောက်ဘက်ကိုဖြေးသွားခြင်းနဲ့ရဟန်းတွေကမြတ်စွာဘုရားကိုဂရိပိတ်ထားတဲ့အတိုင်းရှင်သာရိပုတ္တရာဒီကိုသွားရှင်သာရိပုတ္တရာနဲ့ဝမ်းမြောက်ဝမ်းသာစကားပြောပြီးတော့သူ့ကိုတောင်းပန်ကြတာပေါ့ရှင်သာရိပုတ္တရာတပိတော်ပစ္စာပုပ္ပိယဝါကျင်ညပါတယ်ဘုရားအဲ့ဒီမှာဝါဆိုခြင်းညပါတယ်ဘုရားအရှင်ဘုရားကိုဒီရုံအနေနဲ့မြတ်စွာဘုရားအမလောကီတော်ပံပြောခဲ့ပြီးပြီဘုရားကြောခဲ့ပြီးပြီဘုရားအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကသူတို့ကိုမေးတယ်ဟောကြည့်လားနော်မေးတယ်တန်တိဟာတော့ မင်းတို့တွေတဲ့မသွားခင်မှာတခုတော့ငါပြောကျင်တယ်နာနာဝိရိသကတံဘိက္ခုကိုကိစ္စနိုင်ငံခြားလို့ပြောပါတော့နော်အဲတခြားနိုင်ငံကိုသွားတဲ့ယဟန်တပါအနေနဲ့အဲ့ဒီနိုင်ငံမှာတဲ့ပညာရှင်တွေနဲ့တွေ့နိုင်တယ်ခရိယပန္နိတာမေနာပညာရှင်တွေနဲ့တွေ့နိုင်တယ် ပုံနာပညာရှင်တွေနဲ့တွေ့နိုင်တယ်၊တရားပညာရှင်တွေနဲ့တွေ့နိုင်တယ်၊ယဟန်ပညာရှင်တွေနဲ့တွေ့နိုင်တယ်။အဲ့လိုပညာရှင်တယောက်ယောက်နဲ့တွေ့တဲ့အခါကျတော့ပညာရှင်တွေကမင်းတို့ကိုမေးကြနိုင်တယ်ဝိမာန်တကမေးကြနိုင်ဘယ်လိုမေးမလဲဆိုတော့ဂိမ်မာရီပနာယသမန္တာနန္တချာအရှင်ဘုရားရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားကဘယ်လိုအယူဝါဒရှိပါသလဲဘယ်လိုဟောတတ်ပြောတတ် ပြောတတ်ပါသလဲပြောလို့ပြောတာရှိပါသလဲဘလို့ယူဝါဒရှိပါသလဲကိမတ်ခါယီအရှင်ဘုရားတို့ဆရာပြည့်တဲ့မြတ်စွာဘုရားကဘလို့ဥပါဒံပေးလိပေးတာရှိသလဲဒီလိုမေးကြလိုက်ပြန်ပြောမယ်အရှင်ဘုရားတို့ရဲ့ဆရာပြည့်တဲ့မြတ်စွာဘုရားကဘလို့ယူဝါဒရှိသလဲအရှင်ဘုရားတို့ရဲ့မြတ်စွာဘုရားကဘလို့ဥပါဒံပေးလိပေးတာရှိသလဲအဲ့ဒီလိုမင်းတို့တွေမေးကြလိုက်မယ် မင်းကြပြီဆိုရင်မင်းတို့တွေကဒါကောင်းကောင်းလေ့လာမထားဘူးဆိုရင်ဖရာရဲ့စာပေါ်နဲ့မမိပဲနဲ့ဖြေမိသားဖြစ်သွားတတ်တယ်။ကောင်းကောင်းလေ့လာထားရင်တော့ဖရာရဲ့အဘော်မိပြီးတော့ဖရာစကားအတိုင်းလိုက်ပြောရရောက်နိုင်မယ်။ဘလို့လေ့လာရမလားဒီတဲ့မှာပါတယ်သုတ်တူသားနော်နော်တရားတွေနာရတယ်တဲ့သောတုတာတရားတွေနာရတယ် ဒုက္ခိတာတရားတွေကိုကောင်းကောင်းသင်ထားရဒုမနတိကနာတောင်းတရားတွေကိုကောင်းကောင်းမှတ်ထားရတွေ့လားအဲတရားတွေကိုကောင်းကောင်းမှတ်ထားရဒုမတာရိတာတရားတွေကို လက်ခရအောင်ဒီကို ကြက်ထားရသောပတိဝိဒ္ဓပညာယတဲ့ဝိပဿနာပညာမဲ့ပညာဆိုကြတဲ့အတိုင်းပဲတရားတွေကိုလက်တွေ့ကျင့်ပြီးတော့မဲ့ဖို့ရအောင်ဒီ อาถูกใครถ้ามาพยายามเดียวโหเนี่ยปัจจัยเดือดร้อนเมย์ยังกองพี่ไหนกองพี่ไหนกูอยากเดืนี้สนิทเลยดูดูนะเดี๋ยว์เดียร์นานาจ้ากูสนุกสนุกพยาวดเดินพยาวดเดินเดียร์นานี่เดี๋ยวรูปย่บาดอะผู้สิกดีกูว่าผู้ดูดาดีได้ดูนี่นะดูกีดาอะไรเบุกองพี่ไหนตุ้มนาทีกันดากองพี่ไหนท่าตุ้มบาดารีดากองีสองท่าตุ้มดีเวดาเป็นยาเด็ด အဲဝိပဿနာတွေနဲ့မပညာဖွေညာတွေနဲ့တရားတို့တွေရအောင်ဖြစ်ကိုကျင့်စားအဲ့လိုကျင့်ထားတာမင်းတို့ရှိကြရတာမင်းတို့အဲ့လိုကျင့်ထားမှသာလေဘုရားရဲ့အဘော်မိအောင်ဟောဖြည့်ရလိမ့်မယ်ဘုရားကိုဟိုအမားတွေဖြည့်ပြီးတော့ဘုရားကိုနာမပြည့်အောင်မလုပ်ပြီးသားဖြစ်သွားလိမ့်မယ်ပြောလိုက်အဲ့ဒီကံကြတော့အရှင်မြားတရားတို့ကအရှင်မြားစီတာကလေးကဒီအတိတ်ပဲတွေနှာခြင်းတို့ကိုလာတာပါဗျာဒါကြောင့်တရားတို့နားလဲအောင်ရှင်းပြပါဟော ဧကွာတဲ့ဘယ်နေရာရောက်ရောက်ပညာရှင်တယောက်ယောက်ကမင်းတို့ကိုမင်းတို့မြတ်စွာဘုရားကဘယ်လိုအယူဝါဒရှိသလဲဘယ်လိုဩဝါဒပေးလိပေးတာရှိသလဲလို့မေးရင်တူတူတုတ်တုတ်ပဲပြန်ပြေလိုက်ကြစန္ဒငါကဝိညာဉ်ခာယီနော်စန္ဒရာကကိုပယ်ဖို့ဟောပြောဆုံးမှနေရှိပါတယ်လို့မင်းတို့ဖြေလိုက်ကြ စန္ဒဟာကစန္ဒဆိုတာမျိုးတို့ရင်တခြားနေရာမှာတွေ့တယ်စန္ဒလိုချင်တာကိုပြောတာဟုတ်စန္ဒဆိုတာတဏှာနဲ့အတူတူပဲအဲဒီပါကျုံစရာတော့ဘာသာပြန်တာတော့လှတယ်စန္ဒရာကဘယ်လိုဘာသာပြန်လဲဆိုတော့အစွဲအလန်းမထားနဲ့နော်တွေ့တာမှုမရှိစေနဲ့လို့ဘာသာပြန်လိုက်နော်စန္ဒဆိုတာအစွဲအလန်းမထားနဲ့ရာကကြတော့တွေ့တာမှုမရှိစေနဲ့ စန္ဒရာကဝိနည်းထာယီအစွဲလမ်းမထားဖို့မြတ်စွာဘုရားကအမြဲတမ်းဩဝါဒပေးတယ်။ဘုရားရဲ့အယူဝါဒကအစွဲလမ်းမထားစေခြင်းနဲ့အယူဝါဒရှိတယ်။အဲနော်တွဲတမ်းမှုမရှိစေခြင်းနဲ့မရှိဖို့ရာအမြဲတမ်းဟောလိပြောလိရှိပါတယ်လို့ဒီလိုဖြေလိုက်ကြကွာ။အဲလိုဖြေလိုက်တဲ့ကနောက်တခါဒါရင်အားမရလို့တချို့ပညာရှင်တွေကထမေးရအောင်မဟေ။အဲအရှင်ဘုရားတို့အစွဲလမ်းမထားနဲ့ တွေ့တာမှုမရှိစေနဲ့ဆိုတာဘယ်ဒီဘယ်နေရာတွေမှာအဆွဲလမ်းမထားရမှာလဲကိတမေဘယ်နေရာတွေမှာဆွဲလမ်းမထားရမှာလဲဘယ်နေရာတွေအပေါ်မှာတွေ့တာမှုမရှိရမှာလဲလို့မေးကြရင်ဘလို့ဖြေမှာလဲဆိုတော့တဲ့ခန္ဓာ၅ပါးအပေါ်မှာအဆွဲလမ်းမထားနဲ့ခန္ဓာ၅ပါးအပေါ်မှာတွေ့တာမှုမရှိစေနဲ့ဒီကတော့ခန္ဓာဝက်ကဆိုတဲ့အတိုင်းပဲခန္ဓာအကြောင်းတွေပဲပါမှာပဲနော်ခန္ဓာ၅ပါးအပေါ်မှာအဆွဲလမ်းမထားနဲ့ခန္ဓာ၅ပါးအပေါ်မှာ တွေ့တာမှမရှိစေနဲ့ဒီလိုဖြေလိုက်ကြဟာအဲ့လောက်လေပြောရုံနဲ့တို့တို့တွေကသိကျင်နဲ့ကျင်မကျင်နဲ့ဥမှာထပ်ပြီးတော့မေးဦးအရှင်များတို့တဲ့ခန္ဓာ၅ပါးပေါ်မှာအစွဲလမ်းမထားနဲ့တွေ့တာမှမထားနဲ့ဆိုတဲ့အခါမှာဘယ်လိုအပြစ်တွေကို မြင်တော့ဒီလိုပြောတာလဲနော် အစွဲလန်းထားမိရင် တွေ့တာမှုတွေရှိရင်ဘလို့အပြစ်တွေဖြစ်လာနိုင်တာတွေကိုမြင်လို့အရှင်ပြတော်မြတ်စွာဘုရားကဒီလိုအစွဲလန်းမထားနဲ့လို့ပြောတာလေတွေ့တာမှုမထားနဲ့လို့ပြောတာလေလို့မေးလိုက်မေးတတ်ရင်မင်းတို့တွေဒီလိုဖြေကြပါတဲ့လူတယောက်ဟာခန္ဓာ၅ပါးအပေါ်မှာရုပ်အပေါ်မှာလို့ထားလိုက်ပါတော့ခန္ဓာကိုယ်ကြီးအပေါ်မှာစွဲလန်းထားမယ်တွေ့တာမှုတွေရှိမယ်ဆိုရင် ွဲတာမှုတွေရှိမယ်ဆိုရင်နဲ့ဘာလဲဆိုတော့အောက်ကတရာဂတနော်အောက်ကတဗိမာန်သံဃာထားလိုက်ပါတော့နော်အစွဲလမ်းနေထားမယ်တွဲတာမှုတွေခန္ဓာကိုယ်ပေါ်မှာစွဲလမ်းနေထားမယ်တွဲတာမှုတွေရှိမယ်ဆိုရင်နဲ့ဒီခန္ဓာကိုယ်ကြီးကဒီအတိုင်းနေတာမဟုတ်တဲ့ဝိပရိနာမညထာဘာဝပြောင်းလဲသွားတာလေဖြစ်တတ်တယ်တဲ့ပြီးတော့တခြားဖြစ်တဲ့မျိုးလေတခြားတစ်ပုံတစ်မျိုးတစ်ပုံဖြစ်သွားတာလေဖြစ်တတ်တယ် ခုနကတော့ခန္ဓာကိုယ်လို့ပြောတဲ့နေရာမှာဥဒ္ဓနုကိုယ့်ရဲ့ခန္ဓာကိုယ်လည်းပဲယုတ်ထဲပါတယ်။သူများခန္ဓာကိုယ်လည်းပဲယုတ်ထဲပါတယ်။ကိုယ့်ခန္ဓာကိုယ်ပေါ်မှာလည်းပဲဆွဲလမ်းမထားနဲ့တွေ့တာမှမဖြစ်စေနဲ့။သူများခန္ဓာကိုယ်ပေါ်မှာလည်းပဲအဆွဲလမ်းမထားနဲ့တွေ့တာမှမဖြစ်စေနဲ့။သက်ရှိပေါ်သက်ရှိတဲ့ရုပ်တွေပေါ်မှာလည်းဆွဲလမ်းမထားနဲ့တွေ့တာမှဖြစ်စေနဲ့။သက်မှတ်ဖြစ်တဲ့ရုပ်တွေပေါ်မှာလည်းပဲအဆွဲလမ်းမထားနဲ့တွေ့တာမှဖြစ်စေနဲ့ ်အေးတခုခုပေါ်မှာဆွဲလန်းထားပြီးတွေ့တာမှုဖြစ်ပြီးဆိုရင်ရိုးရိုးချိန်ဆိုဘာမှမဖြစ်သေးဘူးဖောက်ပြန်သွားပြီးတမျိုးတပုံဖြစ်သွားပြီးဆိုတဲ့အခါကျတော့စိတ်ဆင်းရဲကိုဆင်းရဲတာတွေငိုကြွေးတာတွေအဆိုးရိမ်တာတွေအကုန်လုံးဒုက္ခတွေအကြီးအကျယ်ရောက်တော့တာပဲဘုဇဏောတိပိသားပါပဲကိတာဘောရမီကြီးပါလားသူသားလေးဆိုတဲ့ရုပ်အပေါ်မှာဆွဲလန်းနေတယ်လေအဆွဲလန်းနေကြီးသွားတာတွေ့တာမှုတွေကြီးသွားတော့သူသားလေးတည်တဲ့တည်တာတောင်မှမပြစ်နိုင် ဒီသားလေးကိုကာပြီးတော့ငါသားလေးပြန်ရှင်အောင်လုပ်ပေးပါပြန်ရှင်အောင်လုပ်ပေးပါဘုံမူကြီးနဲ့လေဆွဲလန်းကြီးလို့ဆွဲလန်းကြီးလို့နောက်ပိုင်းမြတ်စွာဘုရားတရားနာသဘောတရားတွေကိုအမှန်နဲ့နားလဲနားလဲသွားလို့ရောဆွဲလန်းလည်းမရှိတော့နောက်ဆုံးတောင်းပြစ်နိုင်သွားပြီတရားတွေလည်းကောင်းကောင်းနားနိုင်သွားပြီတရားကျင့်လိုက်တဲ့ဟောသောတာပန်ဖြစ်သွားတယ်ပဲတရားလူရတော့ဟောဆွဲလန်းမထားဘူးအဆွဲလန်းထားရင်ဘာအပြစ်ဖြစ်နိုင်တယ်လဲ အဲ့ဒါပြန်သွားတဲ့အချိန်တစ်မျိုးတစ်ပုံဖြစ်သွားတဲ့အချိန်သောကတွေပရိလေဝတွေဒုက္ခဒေါမနတာတွေပွက်ရတာတွေကိုစင်းရဲ့စိတ်ပြန်မှုတွေအမျိုးမျိုးဖြစ်နိုင်တယ်နော်အဲဒီလိုပါပဲသူများခန္ဓာကိုယ်မှလာတော့ကိုယ်ခန္ဓာကိုယ်လည်းအတူတူပဲကိုယ်ခန္ဓာကိုယ်လည်းပဲကိုယ်ကိုယ်ကိုယ်လှပြီးလှတယ်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 ဆိုပြီးတော့ပါဘောအမြဲတမ်းဆွဲလာနေတဲ့လူတွေရောနော်အရွယ်လေးတွေရလာပြီးအရင်တော့လာပြီးဆိုမနေတတ်မထိုင်တာဖြစ်ဘူးဟုတ်လားနော်သပင်လေးတွေသပင်ကျူးလာပြီးသွားတွေကျိုးလာပြီးဆိုတော့တော်တော်စိတ်ဆင်းရဲလာတယ် ရိုးရိုးလူနဲ့မတူဘူးဆွဲလန်းကြီးလေဘိုးစိတ်စင်ရဲလေအဆွဲလန်းနဲ့လေစိတ်စင်ရဲဘိုးသက်တာလေရိုးတော့ဘုန်းကြီးတွေကတော့လုံးတိုင်းရကြကြကြဘာမှဘာဖြစ်ဖြစ်ဘာမှဖြစ်ဟုတ်လားအကုန်လုံးတော့မဟုတ်ပါဘူးတချို့ဆိုရင်တော့ရှင်းရှိမှာပေါ့နော်အဲဒါကြောင့်ဘိုးရဲ့လိုပါမသူမစိုးတဲ့ကိုကခန္ဓာကိုယ်ကြီးလို့ပြောလိုက်ပါတော့ခန္ဓာ၅ပါးဆိုခန္ဓာကိုယ်ကြီးအပေါ်မှာအဆွဲလန်းများနေမယ်အတွေ့အကြုံတွေများနေမယ်ဆိုရင်ဖောက်ပြန်တဲ့အချိန်တစ်မျိုးတစ်ပုံဖြစ်သွားတဲ့အချိန်ကြတော့ ဝါနေတာတွေငိုကြွေးတာတွေကိုစင်းရတာတွေစိတ်စင်းရတာတွေပူလောင်ရတာတွေအများကြီးဖြစ်တတ်ပါတယ်။ဒီဟာတွေကိုမြင်လို့မြတ်စွာဘုရားကဒါမျိုးမဖြစ်စေခြင်းလို့အစွဲလမ်းမထားနဲ့လို့ပြောတာ။ဘုန်းကြီးလိုနေစေခြင်းလို့ပြောတာမဟုတ်ဘူး။နော်။နောက်နောက်တစ်မျိုးထပ်ပြီးတော့မေးကြအောင်ပဲ။အရှင်ဘုရားတဲ့အပြစ်တော်သိသွားပြီ။အစွဲလမ်းမထားဘူး။တွေ့တာမှုမရှိဘူးဆိုရင်ဘာတွေများအကျိုးတွေရတာနိုင်တယ်။ဘယ်အကျိုးတွေမြင်လို့ ဟောဒီခန္ဓာကိုယ်ပေါ်မှာအစွဲလမ်းမထရတာလဲတွေ့တာမှုမထရတယ်လေဘေးကွာတဲ့ရုပ်အပေါ်မှာအစွဲလမ်းမရှိတော့ဘူးတွေ့တာမှုမရှိတော့ဘူးဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပူလောင်မှုတွေတော်တော်အားနည်းသွားပြီကွာတဲ့အဲဆွဲချစ်ခင်မှုတွေနည်းသွားပြီကွာတဲ့စားလမ်းမှုတွေနည်းသွားပြီတဲ့ဒီခန္ဓာကိုယ်ကြီးဟာခုနကတည်းကပြောသလိုပဲထောက်ပြန်သွားတဲ့အချိန်တစ်မျိုးတစ်ပုံဖြစ်သွားတဲ့အချိန်ကြတော့ဝန်နေတာတွေငိုကြွေးတာတွေကိုစင်းရတာတွေစိတ်စင်းရတာတွေပူလောင်ရတာတွေ အမျိုးမျိုးဘာမှမဖြစ်တော့ခုနတော့ကဟိတာဂရမီတာကြီးတော့နော်ဝိတာခါလည်းကြီးလိုက်ပါဝိတာခါတို့တို့ဖွဲ့တို့မြေးလေတအားချစ်တာလေမြေးလေတအားချစ်တာဒါပေမဲ့အတူတူမြေးလေသေးလဲသေးသွားရောထွတ်တာပန်ကြီးတော့မှငိုးနေရငိုးငိုးကြီးနဲ့ဖရလာလျှောက်ဟောမြတ်စွာဘုရားကတရားကိုခေါ်လိုက်တဲ့အခါကျတော့ဆွဲလန်းနေတဲ့ကင်းသွားတွေ့တာဟုတ်တယ်ကင်းသွားပြီးတော့ပြုံပြုံရွှေရွှေနဲ့အိမ်ပြန်နိုင်သွားတော့တောကပရိဒီဝါတွေဘာမှမဖြစ်တော့ ဒီအကျိုးတရားကိုမြင်လို့မြတ်စွာဘုရားကအစွဲလမ်းမထားနဲ့တွေ့တာဟုတ်တယ်မရှိစေနဲ့လို့ပြောတာဒီနေရာမှာအထာဂရာဖွင့်ထားတာရှိပြဲအပြည့်ဆိုတာကဘသူတွေအတွက်ဟောပြီးတော့အပြည့်ကိုကိုကြည့်တဲ့လည်းဆိုတော့ဘုရုစင်တွေယဟန်တော်မဖြစ်သေးတဲ့လူတွေနော်ရာဂမကင်းသေးတဲ့လူတွေအနေနဲ့အပြည့်ကိုများများကြည့်အဲ့လိုအပြည့်မြင်ရင်ဘယ်ဆွဲလမ်းနေနေသွားတတ်တယ်အပြည့်မြင်ရင်တွေ့တာမှုတွေနေသွားတတ်ဒါအပြည့်ကိုမြင်အောင်ကြည့်တယ်ဆိုတာကတော့ ။ຍາກາမກິນແດ່ຕືເດືອດປິວ່າ။ຍາກາກິນແດ່ຕືເດຍາດາວ່າປຽດແດ່ອຈູອຈູບໍ່ຈີ້ດາອຈູບໍ່ຈີ້ບີ້ສອຍມາປຽດແດ່ເດືອດຊ່ວຍລັດລະບໍ່ຊິເດີ້ດາລົດໆຜິດ။ຫົບີນ້ອງເດຄາຍະຊິນຕາຍບົກດາກະຊົກປິວ່າປິວ່າແດ່ချုပ်ပြီးတော့ပြောလိုက်တဲ့ကဘာပြောလဲဆိုတော့အေးအကုသိုလ်ကိုမြတ်စွာဘုရားကပယ်ဖို့ရာအတွက်အကုသလနံဓမ္မနံမဟာနံဝန်နေရတွေ့တယ်။နောက်ဆုံးနောက်ဆုံးနှစ်ပတ အကုသိုလ်တရားတွေကိုပယ်ဖို့ရန်ပြည်ရန်မြတ်စွာဘုရားက ပြောတယ်။ဒီကိစ္စတဲ့တကယ်တော့အကုသိုလ်တွေပြည့်စုံပြီးတော့နေတဲ့လူတွေရောအကုသိုလ်တွေလုံချင်နိုင်လို့လုံချင်တာတော့ပြီးတော့ဘုရားတွေဒီပဲလုံနေတဲ့လူတွေရောဒီဘဝမှာနော်ဒီဘဝမှာဒီဘဝမှာနေရရင်လည်းပဲဒုက္ခ နော်ကိုယ်လည်းသင်ရတယ်ဝိကာတနော်ဒုက္ခသင်ရတယ်ဟုတ်ကဲ့ဟုတ်ပါဘာအဘိဓမ္မဝါဟောကနာနည်းကြောသွားတယ်အဘုလေဓမ္မေဥပဒံပဇာဝုဒ္ဓတောအဘုသောတရားတွေကိုပြည့်ပြည့်စုံစုံဟောလုံးကျင်နိုင်လုံးနေတဲ့လူတယောက်ဟာ အကုသိုလ်လုပ်နေတဲ့လူတယောက်ဟာဒီဘဝမှာချမ်းသာမယ်နော်ချမ်းသာမယ်အဝိကာတကိုစင်းရဲမှုစိတ်စင်းရဲမှုတွေလည်းမရှိဘူးအနုပါယကဘာပင်မှန်းမှုလည်းမရှိဘူးအပရိဒါဟပူလောင်မှုလည်းမရှိဘူးဆိုရင်ဟုတ်လားအကုသိုလ်တွေလုပ်ကျင်နိုင်လုပ်တယ်ဒါပေမဲ့ ဒုက္ခဖြစ်နေတော့စိတ်ချမ်းစိတ်ဆင်းရဲစိတ်ချမ်းသာကိုချမ်းသာဖြစ်နေတယ်ပူပါမှုတွေဘာမှမဖြစ်တော့ဘူးစိတ်ဆင်းရဲမှုတွေလည်းဘာမှမဖြစ်ဘူးကုလောင်မှုလည်းဘာမှမဖြစ်ဘူးဒီဘဝမှာလည်းပဲအေးအေးဆေးဆေးပဲနောင်သေးတဲ့အခါကျတော့လည်းပဲမရဏပါရမရဏဒုက္ခတိမာတိကင်ကကောင်းတဲ့ဘဝရောက်တယ်ဆိုရင်တဲ့မြတ်စွာဘုရားက အကုသိုလ်တရားတွေပယ်ဖို့ပယ်တော့မှပြောမှာစัญญမပြောတာနော်ဟုတ်တော့မလား အာဟုသောတရားတွေမြတ်စွာဘုရားကပယ်ဖို့ပြောတယ်တကယ်လို့သာ ပရိကပ္ပအနေနဲ့စဉ်းစားကြည့်လိုက်အာဟုသောတရားတွေလုံရင်နဲ့ဒီဘဝမှာချမ်းသာပဲအာဟုသောတရားတွေလုံရင်နဲ့စိတ်ပူပန်မှုလည်းပဲမရှိရဘူးအာဟုသောတရားတွေလုံလို့ဒီဘဝတည်းမှာပဲနောက်ဘဝရောက်တဲ့အခါကျတော့လည်းပဲကောင်းတဲ့ဘဝပဲရောက်မယ်ဆိုရင်အာဟုသောပယ်ဖို့ဘယ်တော့မှချိန်မွားမှာမဟုတ်ဘူးနော်တကယ်ကတော့ဘာလဲဆိုရင်ယတမစာကောဘိက္ခွေအာဟုသောတရားတွေဆိုတာတဲ့ ြည့်ပြည့်စုံစုံသာလုပ်မယ်ဆိုရင်ဥပဒေမစ္စတော့တော့ပါတယ်နော်တခါလေကြတော့နည်းနည်းလေးလုပ်တဲ့အချိန်တော့အကျိုးကမပေးသေးဘူးပြည့်လာတဲ့အချိန်ကျမှအကျိုးကပေးတော့တာပဲအကုသိုလ်တွေပြည့်လာတဲ့အချိန်မှာအကျိုးပေးပြီဆိုရင်ဒီဘဝမှာလည်းပဲဒုက္ခဆန်းဆန်းချမ်းဆင်းရတယ်ကိုယ်စင်းရဲ့စိတ်စင်းရဲ့ဖြစ်တယ်ပူလောင်မှုတွေဖြစ်တယ် နော်လောင်မြိုက်မှုတွေဖြစ်တယ်ဒါသေးတဲ့အခါဒီဘဝမှာလည်းဆင်းရဲတယ်နောင်ရောက်တဲ့အခါတော့လည်းကောင်းတဲ့ဘဝကိုမရဘူးမကောင်းတဲ့ဘဝကိုရောက်တာဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်တရားတွေပဲကိုမြတ်စွာဘုရားကပြောရတာပြောင်းမြန်ကုသိုလ်ကုသိုလ်တရားတွေဘလောက်ကြီးလှုပ်လှုပ်ဒီဘဝမှာဆင်းရဲစိတ်ဆင်းရဲကိုဆင်းရဲနဲ့နေနေရမယ်ပူလောင်မှုတွေစိတ်ညစ်မှုတွေနဲ့မနေနေရမယ် နောက်ဘဝကျတော့လည်းပဲသေတဲ့အခါကျတော့မကောင်းတဲ့ဘဝလည်းရောက်နိုင်တယ်ဆိုရင်မြတ်စွာဘုရားအသုတ္တရားတွေပဲပြည့်စုံကုသိုလ်တရားတွေပြည့်စုံအောင်လုပ်ပါလို့ဘယ်တော့မှတိုက်တွန်းမှာမဟုတ်တကယ်တော့ကုသိုလ်တရားမှန်မြပြည့်စုံလာပြီဆိုတော့တစ်နေ့ရောက်ရင်ချမ်းလည်းချမ်းသာတယ်ကိုယ်လည်းကိုတကိုစင်းရဲစိတ်စင်းရဲလည်းမဖြစ်တော့ဘူးပူတော်မှုလည်းမဖြစ်တော့ဘူးပြင်းမှန်းမှုလည်းပဲမဖြစ်တော့ဘူးဒါဒီဘဝလည်းကောင်းကျိုးရတယ်ပေးပြီဆိုရင်လည်းပဲကောင်းတဲ့ဘဝပဲ ရောက်တယ်ဒါကြောင့်ကုသိုလ်တရားတွေကိုပြည့်စုံအောင်လုပ်ကြပါလို့မြတ်စွာဘုရားကချီးမွမ်းတာဒါအချုပ်လေးပဲဘုရားလေးကဒါအားလာတယ်ဦးဇင်းတော်ကခုခေတ်မှာတော့ဒါအားလိုက်တယ်တချို့ကျတော့အကုသိုလ်လုပ်ပေးမှလည်းကွာချမ်းသာတဲ့ခါလို့တချို့ကပြောတယ်အကုသိုလ်လုပ်လို့ချမ်းသာတာမဟုတ်အဲဘာလဲဘာဖြစ်လဲဆိုရင်ရှေ့တိတ်အကုသိုလ်နဲ့အကျိုးပေးလို့ချမ်းသာဒါပေမဲ့အကုသိုလ်ကတကယ်ပြည့်စုံလာတဲ့တနည်းအကုသိုလ်အကျိုးပေးတယ်ဆိုတဲ့တနည်းရောက်တဲ့အခါကျတော့အဲ့ဒီလူကချမ်းသာအကျိုးပေးမလားဆင်းရဲအကျိုးပေးမလား ဆင်းရဲကြိုးပင်မှာလောက်တာတဲ့အစာပေါင်းထောင်ချီတောင်းချီသိမ့်ချီပြီးတော့အကြိုးပင်ဟုတ်တယ်ပါလားဦးဇင်းတို့သိပြီးသားပါပဲတိုးလေးတကောင်တက်လိုက်တာနဲ့တိုးအရင်သွက်နဲ့အများအသက်ခံရတယ်ဦးဇင်းတို့ကြားဖို့ပြီးသားပဲနော်အခုတို့ကအကြိုးမပေးသေးခင်တော့ဟုတ်တယ်လို့တို့ပဲအဲချမ်းသာတယ်လို့ထင်ရတာပဲဒါပေမဲ့တကယ်မြတ်စွာဘုရားကတပ္ပယုတ္တဉာဏ်နဲ့ကြည့်ပြီးဟောတာဟိုးတဲ့ခက်ပေါ်ပေါ်ဟောတာမှမဟုတ်တာတဲ့ တပ်ပြုနာညံမီတော်နဲ့ကြည့်ပြီးတော့ပြောတဲ့အခါကျတော့ရေရှည်ကြည့်ရင်အကုသိုလ်ဆိုတာအကျိုးပေးတဲ့အခါကျတော့ဆင်းရဲတဲ့အကျိုးပဲပေးတယ်။အဲပြန်ပန်းရတယ်ပူပန်ရတယ်။နောက်ဘဝရောက်ရင်လည်းကောင်းတဲ့ဘဝအကုသိုလ်ကြောင့်ကောင်းတဲ့ဘဝရောက်တယ်ဆိုတာမရှိနိုင်ဘူး။မကောင်းတဲ့ဘဝပဲရောက်တာ။ဒါကြောင့်အကုသိုလ်မှန်သမျှပယ်နိုင်အောင်ပဲငါဘုရားပြောလို့ပယ်တယ်ဆိုတာမဟုတ်မဟုတ်ဘူးနော်။မင်းတို့တွေဒုက္ခမရောက်အောင်လို့ပယ်ခိုင်းတာ။ကုသိုလ်နဲ့လုပ်ပြအောင်လို့ငါဘုရားပြောလို့မင်းတို့တွေလုပ်ရတယ်လို့မဟုတ်ဘူးနော်။ ကိုယ်တော်ဟာဒီဘဝလည်းလည်းချမ်းသာတယ်နောက်ဘဝလည်းလည်းကောင်းတဲ့ဘဝရောက်တယ်ဆိုတာနားလေအောင်စဉ်းစားပြီးမှကုသိုလ်လုပ်ပြအောင်လုပ်ဘုရားကပြောတာအဲ့ဒီလိုအရှင်သာရဟုတ်လားဟောရတာပေးလိုက်တဲ့အကြောင်းဝမ်းမြဝမ်းသာသာဓုပေါ်ပြီးတော့တို့တို့တွေခီးထွက်သွားကြတယ်နော်ဒါဒီသုတ္တန်လေးရတယ်တော်တော်ကောင်းပါတယ်အစွဲလမ်းမရှိဖို့နံပါတ်1နော်နံပါတ်2ကတော့အကုသိုလ်ကိုအမြင်ကျဲကျဲနဲ့ပယ်တတ်ဖို့နံပါတ်3ကတော့ကုသိုလ်တွေကို အမြင်ကျဲကျဲနဲ့ပြည့်စုံအောင် စုဆောင်တတ်ဖို့တရားကပေါ်ပြတာပြောပါ